မင်္ဂလာပါခင်ဗျခါချင်တဲ့ကနေပြန်လဲကြိုးစားပါတယ်အခုဆက်လက်ပြီးတော့သွေးဆုပ်ရွာဆိုတဲ့ဝတ္ထုကလေးကိုတင်ဆက်သွားပါမယ်မန်ဘိုးတင်တို့ကသူတို့လာစင်ကနားခဲ့တဲ့လေခွင်းကြီးရဲ့ဘေးမှာရှိတဲ့ဇေယျကိုရောက်လာပြန်ပြီမွန်တဲ့ပြီးချင်းမူလာစင်ကအတိုင်းပေတူးနဲ့မန်ဘိုးတင်တို့ငရှင်များလိုက်ကြတယ်ဒီနောက်မှာသူတို့နှစ်ယောက်ကငရှင်တွေကိုနှီးကျောနဲ့ပိုက်ခွဲပြီးသွေးတွေကိုပကံတလုံးထဲကိုထည့်ထားတယ်မန်ဘိုးတင်လောက်ခိုင်းတဲ့အတိုင်းပဲပေတူးကငရှင်ကိုနှီးကျောနဲ့ပိုက်ခွဲနေရင်ကဘိုးတင်ဒီသွေးတွေဘာလုပ်ဖို့လဲမင်းမကြံခင်သိလာပါလိမ့်မယ် ငရှင်းကသွေးတော့အတော်ထွက်တယ်ကွာအခုမှမသိတယ်လို့လုံးနေပြန်ပြီဘီတူကတော့ငါသိပြီဒီသွေးတွေကိုမင်းဟိုတဲကလူကြီးကိုတိုက်မလို့မလားမင်းကအကြီးပြအကောင်မြင်သားပဲအဲ့ဒီတဲကိုတို့တမင်းစားပြီးတော့မှအကုန်လုံးသွားကြတာပေါ့သူတို့နဲ့ရစကားပြောနေစီမှာတမင်းချက်နေတဲ့ဘူတွေကဇေယျဘော်ကနေပြီပီတူနဲ့ဘူတွေငရှင်းခန္ဓာမပြီးသေးဘူးလားပြီးပြီကိုဘူတွေရလာမြန်မြန်ယူခဲ့ငရှင်းကိုအခုတကတပွက်ကျော်တပွက်ချက်လုံးရအောင်လို့ဝဉဏ်လေးတစ်ခုလုပ်ပြီးတပွက်ကိုကင်ကင်မိမှကြုံမယ်ကြားလား ဟုတ်ကဲ့ဆရာကြီးရွာလူကြီးသားဆိုပြီးဇေယျပေါ်တက်တိုင်းဘာမှလည်းမလုပ်ပဲအမိန်ပေးနေတာဟိုမှာကိုသားတော်ကြီးကိုမျက်နှာမှာတော့ဦးမဲတွေပေးနေပြီးသမင်းချက်နေတာဖေတူးကဘိုးတွေကိုကြည့်ပြီးသားတော်နဲ့ရှင်ပြောလိုက်တယ်တရားကသားတော်ကသမီးကိုချွေးထုတ်နေရကနေအဖုံးကိုခက်ဆက်ဆက်ပေးပလိုက်ပြီးအောက်သက်ကြီးတယ်မကြည့်ဘူးဆိုတာကဒီနေရာမှာကွာသွားတယ်ကွာငါကအကြီးဆုံးဆိုပြီးတော့မှခေါင်းဆောင်တက်တဲ့ကောင်မျိုးမဟုတ်ဘူးအရာလုံးကိုရှေ့ကနေမမမမရက်ပြီးလောက်ကန်ဖြည့်ရှင်းတက်တဲ့ကောင်မျိုးတချို့ကောင်တွေနဲ့တော့ကွာတာပေါ့ဟဲ့ကောင်သားတာမင်းဘသူကိုဆောင်းပြောနေရတယ် ဘယ်သူမှမပြောဘူးငါစိတ်ထဲရှိတဲ့အတိုင်းပြောတာဖိုးထုနဲ့သားရရန်ဆောင်နေပြီဖြစ်တယ်ဒီလိုဖြစ်အောင်လုပ်တဲ့ဒီကတည်းကငါပေးသူဒီနောက်မှမှဘိုးတွေကငါရှင်းနေကိုညှက်ထားတဲ့ဝညက်ကိုကရင်ကဟေးလူတွေစကားများမနေနဲ့ဒေသူရှင်မကွာသူနေခဲ့ပြီးမှဟိုကောင်ပေတွေ့ရဲ့ပေါက်ကြရစကားတွေနားထောင်ပြီးအုံအောင်မဲ့မနေနဲ့ကဲကိုဘိုးတွေခမရငါရှင်းကဲလိုက်အေးပါမင်းကခြားထဲကနေဆရာလာလုံနေတယ်ဘေးငါကင်မယ်ဖိုးတွေကမချင်မနဲ့ငါရှင်းနေကိုယူပြီးမိဖို့စီကိုထွက်သွားတော့တယ်ဒီနောက်တော့မှဘိုးတွေကဖေတူတုံးတက်ထားတဲ့ငါရှင်းအစိုးတွေကိုတာရကိုချက်ခိုင်းတယ် သူတို့တေချာထည့်ထားတဲ့ငရှင်သီပကံကိုဇဲတောင်တနေရာမှာတင်ထားလိုက်တယ်။ဖိုးတွေကသူ့ကိုဘေဒူးနဲ့သားရမတိတိတိပြောထားလို့ထင်တယ်။ငရှင်ကိုကိုယ်တိုင်ကြော်ပြီးထမင်းမှာခုခက်ပေးနေလို့သားရကဂျန်တဲ့သူတွေကိုဖိုးတွေစီကိုမျက်စာပြပြတယ်။နေလယ်စာကိုနေမုန်းလဲမှာစားလိုက်ကြပြီ။ဒါအေးကစားနေတဲ့ဟင်းတွေကိုကြည့်လို့ကိုသားရရဲ့ငရှင်အဆူချက်ကလည်းကောင်း။ကိုဘိုးတို့ရဲ့ငရှင်ကျော်လေးကလည်းကောင်း။တကယ်ကိုတော်တဲ့သူတွေပဲ။ဟုတ်တယ်ဒါအေးကတကယ်ကိုစားကောင်းတာ။ကိုဘိုးတို့နဲ့ကိုသားရကဟင်းချက်ပါလိမ့်ပါလာတယ်ကွာ။မဘိုးတင်ဒါအေးနဲ့ဘေဒူးတွေရဲ့စကားတွေကြောင့်ဖိုးတွေနဲ့သားရကပြုံးနေပြီ။ ဟင်းတွေကိုခတ်ထည့်ပေးကြတယ်သူတို့သမင်းစားပြီးတဲ့ကဇေယျပေါ်မှာခဲ့တာသမင်းလုံးစီလိုက်ကြရင်ကဖူတင်ငရှင်သေးလာရတဲ့လူကြီးကိုဘယ်သူသွားတွေ့မှာလဲမင်းနဲ့ပေတီတို့သွားတွေ့မှာမလားဟာအကုန်လုံးသွားရမှာပေါ့သူတို့ရဲမဟုတ်ဘူးဒီရလုံးဆိုတော့ကျွတ်တို့ကတခါတည်းသွားမှာအေးဟုတ်တယ်တကူဆိုရင်မင်းနဲ့ငါ့ကိုပဲလွတ်ချင်နေတာဒီလိုနဲ့ဇေယျလေးပေါ်တုံးလုံးလဲနေငါတရားတစ်ပေါက်စကားဆိုကြရင်မကြမ်းမီအိပ်ပြောသွားတော့တယ်မမိုးရရဲ့နားထဲမှာအတန်တက်တက်ကြားပြီးမျက်လုံးကိုပွင့်ကြည့်လိုက်တော့ဇေယျတောင်မှရှိတဲ့ငရှင်သေးပကံအနားမှာလူကြီးတယောက်စားကြောက်ထိုင်ပြီးတော့မှငရှင်သေးပကံလေးကိုသူ့ရဲ့လက်ညှိုးကိုနှိမ့်လိုက်ပြီး လက်ကရစင်သွေးတွေကိုသူ့ရဲ့ပစံတဲထဲလို့အရသာခံကလက်ကိုဆုံနေတာကိုတွေ့ရတယ်။မဘိုးတင်ကအိနီယာကသူ့ရဲ့ဘေးမှာရှိတဲ့ဖူးတွေကိုထောင်ထဲတို့ပြီးနှူးလို့အသာမတော့ဖို့အချက်ပြပြီးတဲ့နောက်အခြားသောသူတွေကိုပါတိုးတိတိနှူးလိုက်တယ်။အဲဒီလူကြီးကိုမပြေးနိုင်ဘူးအသာကြီးနဲ့တာရာကဇေယျဘဝကနေခုံဆင်းပြီးလမ်းပိတ်ထားတယ်။မဘိုးတင်ကပစိုးနဲ့ပတ်ထားတဲ့မိုးကျိုးဆက်တောင်ဝေးဖို့ခိုင်ကအဲဒီလူကြီးခမရဘသူလဲ။ဘာလို့သူရဲ့စိတ်နေလာတောက်နေရလဲပြောစမ်း။ဒါကမင်းတို့ဟိုနေ့ကအခင်မွန်ကျယ်လာကူတဲ့တဲကပိုင်းရှင်မှာ။ငရှင်သွေးအနံ့လေးရလို့မနေနိုင်လို့လာလာတောက်တာပါ။ နေပါအောင်ခမရကတာမန်လူပါပဲသူကအငမ်းမြအစိမ့်တော့ရတာဘာကြောင့်လဲခမရတို့ကဘေရွာကတော့ကျုပ်သတင်းကြားရတာကတော့ခမရနေတဲ့ရွာကလူတွေအကုန်လုံးကသွေးဆုပ်တယ်ဆိုလားမင်းတို့ကဘာသူပြောတယ်လဲဘာသူပြောပြောပါဟုတ်လားမဟုတ်လားသာပြောဟုတ်တယ်ခင်အဲ့ဒါဆိုခမရရွာကိုကျုပ်တို့ကိုလမ်းပြပြီးတော့မပြေဘူးတင်တယ်ငါတို့ရွာကလူစိမ့်နေအဝင်မခံဘူးဝင်မခံလဲကျုပ်တို့ကဝင်ရမှာပဲခမရတို့ရွာသားတွေကျုပ်တို့အကူညီလို့နေပြီဒါနဲ့ခမရနာမည်ကဖူးပေခဲဦးဖူးပေခမရငရှင်းသေးတဲ့အားတောက်ချင်နေတောက်တော့ပြီးခမရတို့ရွာအကြောင်းပြောပြ ဥပဘိင်္ဂခန်းကိုညှိပြလိုက်ပြီးငရှင်သွေးတွေကိုကိုအောင်တောင်းနေတော့တယ်။မောင်မိုးတင်တို့ကဥပဘိင်္ဂရှင်သွေးတွေကိုလည်းထိတောင်းနေတာကိုဝိုင်းကြည့်နေတယ်။နောက်ဆုံးဥပဘိင်္ဂသွေးတွေကတ်နေတဲ့ပုဂံကိုရက်နေသေးတော့ဘေသူကလည်းခမားကလည်းအဲ့လိုကြီးတော့မရက်စမ်းပါနဲ့။ဒါတော့အများကြီးတောက်ထားတာလည်းမဝသေးဘူးလား။ငါတို့ကသွေးနှင်းရမနေနိုင်ဘူးကောင်လေးရဲ့။အဲ့လောက်တောင်းမလား။ငါကတော်တော်ကိုထင်းထင်းသင်းသင်းရှိတယ်လို့တော့မှပြောရမယ်။ခမားကတော်တော်ကိုထင်းထင်းသင်းသင်းရှိတယ်ဟလား။မဟုတ်သေးပါဘူး။ခမားအတော်ဆုံးဆိုရွာတဲ့ကလူတွေကဘယ်လောက်ဆိုးနေပါလဲ။မင်းတို့လိုက်ခဲ့မယ်မလား။ရောင်းရင်တိမှာပေါ့။ ပြီးတာပဲဗျာဘေးသူကဥပုပ်ပင်ကိုစကားဆိုနေငါမဘိုးဒီကိုငယ်ဆောင်းကြည့်လို့ဘိုးဒီဟောရဟုတ်ပါမလားသူကရွာထဲမှာအတော်ဆုံးဆိုပဲဆိုးဆုံးတွေကတို့တွေကိုကြိုက်စားမလားမသိဘူးမင်းကလည်းတွေးပူနေပြီသူငါရောက်ပေါင်းဘေးရကူမှကြောက်စရာမလိုပါဘူးကြောက်တော့မကြောက်ပါဘူးထွက်ကြငါသွေးတွေကိုကြိုက်ပြီးဆုံနေမယ်လို့ပြောတာဘာမှမဖြစ်ပါဘူးကွာတောင်လေးမြောက်တွေတွေးမနေနဲ့မဘိုးဒီကဘေးသူကိုတွေးမလို့ပြောလိုက်ရပြီမဲ့သူကိုယ်တိုင်ကလည်းဥပုပ်ပင်ရဲ့စကားကြောင့်အနေငယ်များကြောချက်မိတယ်သွေးပကံကိုရှာနေရက်နေတဲ့သူကသူ့ရမှာသူအတော်ဆုံးလို့ဆိုနေတယ်ဒီစကားရကြတဲ့သူတွေက သူတက်ဆိုတဲ့သူဒီဖြစ်ရရှိတယ်ဒီအတွက်တော့စိတ်ပူမိတယ်ဒါပေမဲ့မသွားလို့လည်းမဖြစ်ဆိုတော့ဥပုပ်ပိန်ကိုခမားနာမည်ဥပုပ်ပိန်တော့ဟုတ်တယ်ကောင်လေခဲဥပုပ်ပိန်ကျိုးတို့ကိုခမားပြောက်ကိုလမ်းပြပြီးတော့မင်းတို့ကလိုက်ချင်တယ်ဆိုတော့လည်းငါမငင်းပါဘူးဟိုရမင်းတို့မထင်ထားတာတွေတွေ့ရမယ်ရတဲ့ကိစ္စမရှိဘူးဌာနေရွာကဘလောက်ဝေးလဲနှစ်နိုင်လောက်လမ်းရှောင်းရင်ရောက်ပါတယ်ကျိုးတို့ကိုပြောထားမယ်ကျောင်းကြီးတွေကိုထီးရင်ထီးကြည့်ခမားတို့ရွာလုံးကိုမီးရှို့ပြမယ်ဖိုးထွေးတယ်ဘာမှန်နေလဲဖိုးထွေးကဥပုပ်ပိန်ကိုအမြင်မကြည့်သလိုယုံကြည်ပုံလည်းမပေါ် ။ဒါကြောင့်မမိုးရီတို့ကိုစေ့ပူပြီးဒီလိုစကားကိုပြောလိုက်ခြင်းဖြစ်တယ်။ဖိုးတွေလိုစကားမပြောပေမဲ့သားလာကသားလာချောင်းကိုယူပြီးဇရက်တိုင်းနဲ့တနောက်ကိုထုလို့ဟန်အမူရနဲ့ချင်းချောက်တယ်။ဒီနောက်တော့မမိုးရီတို့ကိုသတိဝရရနဲ့နေဖို့သားလာနဲ့ဖိုးတွေကဒိုးတွေတွေသတိပေးပြီးပြည့်စည်ပြည့်စရာတွေကိုတဲရင်ကဥပပိန်ဥစွာနာကိုလိုက်ပါသွားကြတယ်။ဥပပိန်ကမမိုးရီတို့ကိုဆောင်ပြီးတော့မှသူ့ရဲ့တဲနောက်ကျောင်းနဲ့သွားတယ်။လူသားလမ်းလေးတိုင်းဝင်သွားပြီးမကြမီလင်းလန်းကိုတွေ့ရတော့ဖိုးတွေကဥပပိန်ဒီနားကလူတယောက်ရှောက်စာလမ်းကနေဒီဘက်ကဘယ်လိုလုပ်လဲလမ်းပြတ်သွားတာ တို့ယောက်သားတွေကပြင်းနဲ့သိပြီးအဆက်ဆက်မလုပ်ကြဘူးဒီထဲမှာခြားရွာတွေနဲ့ဆက်ဆက်ပြီးဝယ်စရာရှိရာတွေကိုဝယ်ပြီးဖို့၃လတယောက်တောင်းနဲ့နေရတာတောင်းကြတဲ့သူကယွာမမာရာတွေကိုဝယ်ပေးရတယ်ယောက်သားတွေကဒီနာတီပဲလဲကိုမောင်းလို့ဒီဘက်ကလဲလန်းဟိုဘက်ကလူသားလန်းဖြစ်နေတာကျုပ်သဘောပေါက်ပြီးဒီထဲမှာဝယ်စရာရှိရာတွေကိုဥပုပ်ပင်ကဝယ်ပေးရွာသားတွေကလဲကိုဒီဘက်မှာရက်ပြီးလူကတိုင်းလာတယ်အဲ့လိုလားရွာသားတွေကဒီတဲ့ဒီလာခွင့်မရှိဘူးထာဝန်ကျတဲ့တယောက်ကပဲသူတို့ရက်ထားတဲ့နေရာဒီလဲပို့ပေးရတာအစမ်းပါလားအိုးဝင်း အဲ့ဒါရွာလူကြီးကလုခိုင်းတာဟိတခြားရွာတွေကလူတွေနဲ့တွေ့ရင်အစိမ်းမထင်းနိုင်မှဆိုးလို့ဖြစ်မယ်ရွာလူကြီးကခိုင်းတာဟုတ်လားမင်းတို့ဟိုရောက်တော့ဒီပါလိမ့်မယ်ကြောက်တဲ့အမူအရာတော့မပြနိုင်ခါကောင်းလေဆိုးတဲ့ကောင်တွေကတရိတ်ဆန်တူပဲကြောက်ရင်ပူပြီးတော့မှခြောက်တယ်ငါပြောတာနားလေလားနားလေပါတယ်ချိုးတို့လည်းသွေးဆုပ်တဲ့လူတွေတော့ခယူးမဆိုင်ပါဘူးမန္တန်ဝိဇာကူတော်မှချုပ်လာခဲ့တဲ့ကောင်တွေပါဒါအေးကဥပပိုင်ရဲ့စကားကိုနောက်ကနေပြီးခြေပါလိုက်တော့ဥပပိုင်ကမျက်လုံးပြူသွားပြီမင်းတို့ကအဲ့လောက်တော့မှစွန့်လာလားငါတော့ထင်ပါတယ် မင်းတို့ကောင်တွေဘာဆွမ်းစားမှမရှိပဲရွာကိုလိုက်မပို့ခိုင်းမှုဆိုတာဒါနဲ့မင်းတို့ကငါ့ရွာမှာဘာလုပ်မလို့လဲမန္တန်ဝိဇ္ဇာကဥပုပ်မင်းတို့ရွာမှာသဘောမဟုတ်တာတွေဖြစ်နေလို့ချောတို့ကိုအကူအညီပေးဖို့အကူအညီတောင်းလိုက်လို့ဥပုပ်မင်းရဲ့မိန်းစကားကိုသူ့ရဲ့ဘေးမှာရှိနေတဲ့မောင်ဘိုးတင်ကမိုးကျဆက်တောင်ဝေးကိုပခုံးနဲ့ပတ်ပြီးထန်းထိုင်ကအမေးကိုပြန်ပြေးတယ်အဲ့လိုလားဒါဆိုရင်တော့မင်းတို့ကိုရွာလူကြီးအိမ်ကိုပို့ရမယ်ကဲတော်တော်ရှောက်ကြဥပုပ်မင်းရဲ့လမ်းပြမှုနဲ့ဒဏ်ကြာလမ်းလျှောက်ပြီးညနေအချိန်မှာရွာတရွာကိုရောက်လာကြတယ်ရွာကြီးကနွားရီနဲ့စိတ်တူကိုအဓိကမွေးရန်ရှိတယ် ရွာထိပ်စကြမှာနွားနဲ့စိတ်တွေအတော်ကိုများလာတယ်ရွာတွေရတော့ရွာတွေကကလေးလူကြီးလူငယ်တွေကမောင်မိုးတင်တွေနောက်ခလလန်းငါတွေလိုက်လာကြတော့ဥပဝေငါအသံခတ်မမနဲ့ဒါရွာလူကြီးရဲ့ဧည့်သည်တွေမင်းတို့ကောင်တွေရွာလူကြီးကိုအာခံရင်းတော့ဒီကောင်လေးတွေအနာကိုကတ်ကြဥပဝေရဲ့စကားကြားတော့မောင်မိုးတင်တွေနောက်မလန်မကန်ကလိုက်လာတဲ့တွေကရက်ပြီးကြံနေခဲ့တယ်ဒီနောက်မှာဥပဝေကပြင်တော်ပြင်ကင်းဆောက်ထားတဲ့အိမ်ဝန်းတစ်ခုရှိမှရက်လို့ရွာလူကြီးအုတ်ထွန်းအေးဘာလုပ်လဲကျုပ်ဖို့ပြီပါဟဲ့ကောင်ဖို့ပြီမင်းကတင်းဆောင်မလားဘာလာလောက်တာလဲ ီမှာကောင်းလေးတွေရွာလူကြီးနဲ့တွေ့ချင်တယ်ဆိုလို့လိုက်ပို့တာဒီကောင်ကတော့ပြဿနာပဲရွာချောင်းလည်းတည်ရတာနဲ့တခြားရွာသားတွေကိုခေါ်ခဲ့ရတယ်လို့ကွာဝင်လာခဲ့ကြရွာလူကြီးရဲ့အတန်းကဆိုးတဲ့နေရာနဲ့အိမ်ဝမ်းနဲ့ဝင်ခွင့်ပြုတယ်အိမ်ဝမ်းနဲ့ရောက်တဲ့အခါရွာလူကြီးဦးထွန်းကအင်းအောင်ကြီးကဇပွဲတန်းရမှာထိုင်နေပြီးမမိုးနေတို့ကိုထိုင်ဖို့ရအချက်ပြတယ်ရွာလူကြီးမျက်နှာမှာဆိုးတဲ့နေတာကအတိုင်းသားပေါ်နေတယ်သူတို့အလုံးတန်းရပေါ်မှာထိုင်လိုက်တာနဲ့ရွာလူကြီးကဦးဖိုးပိန်ကိုထပ်မံအပြစ်ဖို့ပြန်တယ်မင်းကွာရွာချင်းတွေကိုတည်ရတာနဲ့ဘာလို့ကလေးတွေကိုခေါ်ခဲ့တာတော့ဟာ ျုပ်ကခေါ်ခဲ့တာမဟုတ်ဘူးဗျဒီကောင်လေးတွေကကျုပ်ကိုအတင်းကျပ်လိုက်ပုတ်ခိုင်းတာသူတို့ကမန္တဝိဇ္ဇာကဒီဟာကိုကူညီဖို့လှုပ်လိုက်တယ်လို့တော့ပြောတယ်ဟုတ်ရဲ့လားကွာရလူကြီးကမှဘိုးထင်တို့ကိုငယ်ဆောင်ကြည့်ပြီးမယုံကြည်တဲ့လေးတန်းနဲ့စကားဆိုတယ်ဒီဟာကဘူးတွေကဦးကြီးတို့ရွာကလူတွေကသွေးစားနေတဲ့သူတွေမလားဟုတ်တယ်အဲ့ဒါကြောင့်မလို့ငါတို့တခြားရွာတွေနဲ့အဆက်ဆက်မလုပ်တော့တာအရင်ကဦးကြီးတို့ရွာကတာမန်ရွာပဲမလားရလူကြီးကကောင်းကြီးပြတယ်ဒီဟာကဘူးတွေကဆက်ပြီးစကားဆိုတယ်ဦးကြီးအနာရှင်အဆေးရှိတယ် တကယ်တော့ဦးကြီးတို့ရွာကလူတွေကဘာကြောင့်သွေးတောက်နေရတာလဲဆိုတာကျွတ်တို့ကိုပြောပြနိုင်မလားရွာလူကြီးကဘိုးတို့ရဲ့စကားကိုချက်ချင်းမဖြေဘဲနဲ့ခဏတွေးဝင်နေသေးတယ်။နောက်မှတပြင်းတစ်ချက်ကိုလေးပင်စွာချလို့မတို့လည်းမတောက်ချင်ပါဘူးကွာ။ဒါပေမဲ့သွေးမတောက်ရရင်မတို့တွေရဲ့မျက်လုံးတွေကပြာပြီးတော့လေချောင်းတွေလည်းရလာတယ်။ပြီးတော့ဘိုက်ထက်ကနေမခံမရက်နိုင်အောင်ဆလာတာ။ယောဂါတခုလိုပါပဲလား။ကျွတ်တို့ပြောင်းကူညီပါမယ်။တကယ်သာပြောင်းမယ်ဆိုတော့ငါတို့ပြောင်းချင်နေပြီ။တခြားရွာတွေနဲ့အဆက်ဆက်မလုပ်ရတာ။နှစ်နှစ်လောက်ရှိပြီကွာ။ ရွာလူကြီးကစကားကိုတဝက်တစ်ပြက်နဲ့ရဲတော်မှာဘူးတင်ကရွာလူကြီးနောက်ပြီးဘာဖြစ်လို့လဲဆက်ပြောလို့ငါမပြောတော့ဘူးကောင်လေးမင်းတို့ဘာသာလိုက်ကြည့်တော့ရွာလူကြီးကအဲ့တလောက်သာပြောပြီးထားသွားတော့မန်ဘိုးတင်တို့ကလည်းထိုင်နေရကထပြီးရွာလူကြီးရဲ့နောက်ကိုလည်းသွားကြတယ်ရွာလူကြီးဦးထွန်းကသူ့ရဲ့အိမ်နောက်ဘက်မှာရှိတဲ့အိမ်တလုံးစီကိုသွားပါတယ်ဒီသွားရလမ်းမှာဦးထွန်းရဲ့အနောက်မှာကဲ့ရဲ့ပါလာတဲ့သားရကရွာရဲ့အမိကိုမေးတယ်ရွာလူကြီးကျတို့ကိုရွာရဲ့နာမည်ပြောပြပါဦးဦးဖိုးဘိန်ကိုမမေးလိုက်ရလို့ရွာနာမည်ကအင်းတော်ရွာလို့ခေါ်တယ်အင်းတော်ရွာလူကြီးကရွာရဲ့နာမည်ကိုပြောပြရင်က ရှေ့ကဆက်သွားတော့မကြမီတစ်လုံးတွေကိုအသေးချာကာထားတဲ့ထောင်ပုံစံအိမ်ရဲ့ရှေ့မှာရက်လိုက်တယ်။ရွာလူကြီးကရက်လိုက်တာနဲ့အဲ့ဒီအိမ်လေးရဲ့ရှေ့မှာရက်နေတဲ့လူရဲ့နှစ်ယောက်ကရွာလူကြီးကိုဒီကောင်တွေကိုရေရေထိန်မှမလွယ်တော့ဘူးရွာလူကြီးဘယ်လိုဖြစ်တာလဲကိုဘူးဒီတဲ့ရကောင်တွေကကျွတ်တို့တိုက်တဲ့သူကြီးကိုမတောက်တော့ဘူးတစ်လုံးတွေကိုဖယ်ပြီးအပြင်ကိုထွက်ဖို့လုံနေလို့ကျွတ်တို့ရွာတဲ့ကောင်တွေအကူကြီးနဲ့ကြိုးချီထားရတယ်။ဒီကောင်တွေတော်တော်တောင်းကျမ်းနေပြီဒီနေ့ညနဲ့မနက်မှပဲနောက်တဲ့နှစ်ယောက်ရွာတဲ့ကောင်တွေဖမ်းလာရသေးတယ်။ရွာတဲ့ကောင်တွေလည်းရေရှည်ဆိုရင်အချိန်ကြီးမကောင်းဘူး။အေးကွာထိုးရလေတပြိပြိနဲ့ မကောင်းဆိုးရွာရွာဖြစ်တော့မယ်ထင်တယ်။ရွာလူကြီးကညှိတွားပြီးတလုံးအင်းတွေကလမ်းနောက်ပြန်ကျိုးချထားတဲ့လူ၁၀ယောက်ကိုမမိုးတင်တို့ကိုပြရတယ်။အဲ့ဒီသူတွေကမမိုးတင်တို့ကိုရဲရဲနေနေနဲ့မျက်လုံးတွေနဲ့ကြည့်ပြီးခုံယုံထလာတာ။လူစင်းတွေကြိုးတို့ကိုပြီးရွာလူကြီးလူစင်းတွေကိုကြိုးတို့ကိုပြီးဟုတ်တယ်တရိစံသူတွေမတော့ချင်ဘူးလူသေးတော့ချင်တယ်ကြိုးတို့ကိုပြီး။ဟေးလူမိုက်တီတော်စံငါတို့လူသေးတော့လို့မရဘူးဆိုတာမျိုးမသိဘူးလား။မသိဘူးဗျာ။နွားသွေးတွေစိတ်သွေးတွေမတော့ချင်ဘူးလူစင်းကိုမပေးဘူးဆိုဒီကလို့ရင်တခြားရွာကလူတွေရဲ့သွေးကိုတောက်တော့မယ်။ မင်းတို့မကောင်းဆိုးရွားတွေဖြစ်ကုန်ပြီကိုဘူးဒီကောင်တွေကိုတရားဆောင်မင်းတို့မှဒူးလေးရှိတယ်မလားဒီတွေကထွက်လာတဲ့ကောင်မှန်တယ်များပြစ်ရာလူကြီးကအဆောင်ရွာသားနှစ်ယောက်ကိုပြောတော့ကိုဘူးနဲ့အခြားတယောက်ကသူတို့ရဲ့ဇဝဲကုန်းမှာတင်ထားတဲ့ဒူးလေးနဲ့များကိုအသင်ကင်ထားကြပါလေအချင်းကြီးမကောင်းတော့တဲ့အနေအထားကိုမှဘိုးတင်တို့မျက်မြင်တွေ့ပြီးတယောက်ကိုတယောက်ကြည့်ပြီးတော့သတိထားဖို့ရအချက်ပြလိုက်တယ်အဲ့ဒီနောက်မှာမှဘိုးတင်ကရွာလူကြီးကိုဦးထွန်းကျတို့ရွာနဲ့တနည်းလောက်သွားရတဲ့ခကြီးမှာဒီလိုတွေဖြစ်ပြနေတယ်ဆိုတာကမယုံနိုင်ဖြစ်ရတယ်။ကဲရွာတွေကအချင်းတွေကိုလိုက်ပြအောင် ခင်ဗျားတို့ဘယ်လိုတွေနေနေလဲဆိုတာကိုပြောပြကျွတ်တို့ဒီကိစ္စကိုရအောင်ကူညီမယ်။မောင်မိုးတင်ကပါဇက်ကဒီလိုပြောလိုက်ပြီးမဲ့လက်တွေဘယ်လိုဖြည့်ရှင်းရမယ်ဆိုတာကိုမသိသေးဘူး။ဒါပေမဲ့ဟန်ကုတ်ဖို့ဆိုတဲ့အတိုင်းတို့အားလုံးဘာကူမှခရီးမဆိုင်တဲ့ဟန်နဲ့နေကြခြင်းမှာဒီလိုနဲ့ရွာလူကြီးကရှိကဦးဆောင်ပြီးရွာတွေကိုထွက်သွားတော့တယ်။နွားသုံးကောင်ကိုညတ်တဲ့အတွင်းမှုအင်းတို့ရွာသားတွေကြိုးစားနေကြတယ်။နွားတွေကိုညတ်တဲ့အတွင်းပြီးတဲ့အခါဘေးမှာဝိုင်းကြည့်နေတဲ့ကလေးလူကြီးလူငယ်အရွယ်ဆုံးလာတဲ့လူတွေကပကန်းဒီကိုကင်ပြီးတိုးဝင်နေကြတယ်။နွားကိုညတ်တဲ့အတွင်းပြီးတဲ့အခါသံညောတချောင်းကိုကင်ထားတဲ့လူကြီးကဘေးမှာတိုးဝင်နေတဲ့သူတွေကို ဟေးမတိုးချမ်းနဲ့နင်တို့တိုးနေငါသွေးမဖောက်တော့ဘူးနော်လူဘယ်တော့မှများတာမဟုတ်ဘူးဒီနွားတွေသွေးရနေနောက်တဲ့နွားတွေစိတ်ရှိသေးတယ်အကုန်ရစီရမယ်နေတိုင်းတောက်နေရတာတပိပိနဲ့နင်တို့ကအချင်းပြက်လာကြပြီတန်ချွန်ကင်ထားတဲ့တကြီးကရွာသားတွေဘက်ကိုကြည့်ပြီးအော်ဟစ်လိုက်တယ်ဒီအချင်းရွာသားတွေနဲ့မလန်းမကန်းမှာရွာလူကြီးဦးဆောင်တယ်မှာဘိုးတင်တို့အဖွဲကရောက်နေပြီရွာလူကြီးကရှေ့ဆုံးကရွာသားတွေအနားသွားတဲ့ကတချို့သူတွေကရွာလူကြီးရဲ့အနောက်ကမှာဘိုးတင်တို့ကိုမခိုးမကန့်ရီပြီးတော့သူတို့ရဲ့အစားအသောက်တွေကိုတွေးပြီးဆိုတဲ့ဟန်ပန်းနဲ့ရီနေတယ် ဒီຢာကိုတိတဲ့ရွာလူကြီးကမန်ပိုးတင်တို့ကိုရှေ့ကသွားစီပြီးနှွားတွေကိုညှက်သွင်းနေတယ်လူကြီးတွေနားကိုသွားနေစီတယ်ဒီလူကြီးတွေကရွာလူကြီးကိုမြင်တော့ရွာလူကြီးချို့တို့ရွာကလူတွေတော့တနေ့တည်းတနေ့အချိန်ကြီးဆိုးလာပြီအခုတချို့ကောင်တွေကနှွားသွင်းတဲ့စိတ်တွေကိုမတောက်ချင်ဘူးလူသွေးပဲတောက်ချင်တယ်ပြောနေတယ်အဲ့လိုပြောတဲ့ကောင်တွေကိုတွေ့ရင်အကုန်ဖမ်းလူလာချို့လည်းဒီအသေးစိတ်လွတ်နေတဲ့ကောင်တွေကိုဖမ်းကျင်နေတာဒါနဲ့ဒီကောင်လေးတွေကဘာလာလောက်တာလဲလူစိမ့်နေမလားလူလာလို့အမိရတဲ့လူကြီးကမန်ပိုးတင်တို့ကိုမင်းငေါ်ပြပြီးမေးတော့ရွာလူကြီးကလူလာအနာကိုကတ်ပြီး ီကောင်လေးတွေကတို့ရမှာဖြစ်ပြနေတဲ့ကိစ္စတွေကိုရှင်းပြမယ်လို့ပြောတာပဲဖိုးပင်ခေါ်လာတာဟုတ်ကောဟုတ်ရလားလူကြီးထော်ချာဒီကောင်လေးတွေတခုဖြစ်နေုံပဲမဖြစ်အောင်တော့ဂရုစိုက်ရမှာပဲငါလည်းဒီဘွားကြီးနဲ့မနေချင်ဘူးအရင်လိုတခြားရွာလေးနဲ့ကုလူဆက်ဆက်နဲ့ဘွားကိုပြန်လို့ချင်းပြီဘာပဲဖြစ်ဖြစ်ကောက်ရိုးတမြင်နေနဲ့ငါလက်ခံလိုက်တာရွာလူကြီးနဲ့နှွားတွေကိုညှက်သွင်းနေတဲ့လူကြီးတွေစကားပြောနေကြစေပကံဒီကိုကန်ထားတဲ့ရွာသားတွေကတလူလူတွေရွာဖြစ်လာပြီသွေးပြီးပါတော့ပြုတ်ဟုတ်တယ်ပြီးပါတော့ဒီမှာတောက်ချင်လာပြီ ဒီလိုဇူညံဖြစ်လာတဲ့အခါမှာတော့တန်ကြုံခိုင်ထားတဲ့လူကြီးကအခြားသောလူတွေရဲ့အကူအညီနဲ့ညက်သွင်းထားတဲ့နွားရကောင်ရဲ့လဲပင်ကိုထိုးပေါက်လိုက်ပြီးသွေးတွေပန်းထွက်လာတဲ့အခါပကံလုံးနဲ့ကံလုံးရွာသားတွေကိုစတင်ဝေတော့တယ်ဒီဒူးဆန်းတဲ့မြင်ကွင်းကိုမြင်နေရတဲ့မောင်ဘိုးတင်တို့ကသွေးစားနေတဲ့ရွာသားတွေကသွေးကိုအလူရဲ့ယူဆောင်နေတာကိုကြည့်ပြီးကြောချမ်းနေမိတယ်နေလုံးကြီးကအနောက်တောင်ဆဲဝင်ဝင်ရောက်သွားတာနဲ့အမောင်တို့ကတပိပိကြီးဆိုးလာတယ်အဲဒီချိန်အင်းတော်ရွာလူကြီးဦးထွန်းရဲ့အိမ်ပေါ်မှာမောင်ဘိုးတင်တို့ရှိနေတယ်ရှင်နေစီမိဘထွန်းထားတာကြောင့်အိမ်လေးပေါ်မှာအလျောက်ကကောင်းစွာရနေတယ် ဦးတော်ကတပင်းရှိတစ်ချက်ကိုချပြီးမမိုးတင်တို့ကိုကြည့်လို့စကားဆိုတယ်။ကောင်းလေးတို့မင်းတို့မြင်တဲ့တိုင်ငါတို့ရွာသားတွေကအချင်းကြီးတော်ဆိုးနေပြီ။တော်ထိမ်းမရတဲ့ကောင်းတွေကိုဖမ်းထားတယ်ဆိုပြီးမှဒီလိုပြစ်လာမဲ့ကောင်းတွေကလည်းပြင်မှာအများကြီး။မင်းတို့တို့ဆိုရင်လည်းအဲ့တော့ငါတို့ရွာကနေအမြန်ဆုံးသာပြန်တော့ငါတို့ကတော့ဒီကောင်းတွေနဲ့တိုက်ခိုက်ရအောင်မတင်နဲ့။ထိုးရွာသားတွေကြောင့်အခြားရွာကလူတွေကိုမထိခိုက်စေချင်ဘူး။အားမလျှော့ပါနဲ့ရွာလူကြီးဦးထွန်းရဲ့ကျောတို့လည်းတနေ့တလောက်ကူညီပါမယ်။ဘလို့ဖြစ်ပြီးဒီလိုကိစ္စတွေဖြစ်တာလဲဆိုတာကိုပြောပြလို့ရနိုင်မလား။သာရကရွာလူကြီးကိုမေးမြန်းလိုက်တယ်။ဒီကရွာလူကြီးက တပြင်းတစ်ချက်ကိုလေးပင်ဆိုတာချလို့ရွာချောင်းပြောမယ်ပြုစီအိမ်ပေါ်ကိုဖိုးပိတ်နေလူလာတို့တုံတိတုတ်ပြရောက်လာပြီးအမောတော်ကလေးတန်းနဲ့ရွာလူကြီးဖမ်းထားတဲ့ကောင်လေးကိုအပြင်ကထိမြားတဲ့ကောင်လေးအဆောင်တွေကိုရိုက်ပြီးလွတ်သွားပြီအခုတို့တို့ဒီကောင်လေးတွေသူ့ကိုတောက်ဖို့လာနေပြီငါတင်နေဒီကောင်တွေထိမြားတော့ဘူးဆိုတာခဲကောင်လေးတွေပြေးကြငါတို့လည်းတန်းနဲ့တော့တားပြီးမယ်ရွာလူကြီးကဒီလိုပြောလိုက်တဲ့အခါမှာဘိုးတင်ကသူ့ရဲ့မိုးကြိုးဆက်တောင်ဝေးကိုပတ်ထားတဲ့ပစိုးကိုခြင်လိုက်တယ်အဲဒီကဘေးမှာရှိနေတဲ့ဘိုးတွေကဘိုးတင်ဒီလူတွေကမကောင်းဆိုးမဟုတ်လောက်ဘူးတာမန်လူတွေ အကြောင်းတစ်ခုအကြောင်းဒီလိုဖြစ်နေတာဖြစ်မယ်ငါတို့တို့ကိုထိခိုက်အောင်လုပ်လို့ဖြစ်ပါမလားဟုတ်တယ်ဗိုလ်ဒီတော်ကြလူတွေတင်းနေငါတို့အမှုပတ်နေုံပဲဖေဒူးကပါဝင်ပြောတဲ့အတွက်အချိန်ကောနီလမ်းမှာမရှိသေးလို့လွှတ်ရကိုရှောင်နေတာကအသင့်တော်ဆုံးလုံးဆုံးဖြတ်ပြီကဲပြေးကြတာပေါ့ဥဒုံကျတို့ပြေးပြီဗျာတတားတွေဖြတ်တာတွေတော့အချင်းချင်းမလုပ်ကြပါနဲ့စိတ်ချပါကောင်းလေးတို့ပြေးကြတော့မမိုးတင်တို့ကရွာလူကြီးရဲ့အိမ်မှာပဲတို့ရဲ့ပစ္စည်းပစ္စည်းတွေကိုထားခဲ့ပြီးပြေးဆင်းလိုက်ကြတယ်တို့ရွာလူကြီးအိမ်ဝန်းလေးကပြေးထွက်ပြီးမကြမ်းမိချိန်မှာသွေးစားနေတဲ့လူကြီးကမမိုးတင်တို့ပြေးထွက်သွားတာကိုမြင်တွေ့သွားလို့ ူစိမ့်နေပြီးပြီးလိုက်ကြမင်းရဲ့ဝေဒဝေမြပဲတွေးတော့ကြမဟိလိုက်ကြရင်မလွတ်စင်နဲ့ဒီကောင်လေးတွေအတွေးကိုတောက်ပြီးတခြားရွာကလူတွေအတွေးကိုတောက်ကြမယ်ရွာလူကြီးနဲ့အခြားရွာသားတွေလည်းစိမ်းရန်ဝင်နေပြီးဖြစ်တဲ့ရွာသားတွေကိုမထိန်းထားနိုင်တော့ပဲနဲ့လွတ်ထားလိုက်ရတော့တယ်သွေးစားနေတဲ့အိမ်တော်ရွာသားတွေကမမိုးတင်တို့ပြေးသွားတာနောက်ကိုဝယုံသုံးကပြေးလိုက်သွားကြတယ်ဘိုးတင်တို့ကရွာလေးကိုပြေးလွှားနေကြတယ်ဒီတော့မှရွာလေးအမောင်ထဲမှာအရေးတာမြင်ရတဲ့လူ၁၀ယောက်ကသူတို့သွားမယ့်လမ်းကိုပိတ်ထားတယ်ဒီနောက်တော့အဲ့ဒီလူ၁၀ယောက်ကဝမ်ဘတ်တတာပြစ်ကြလို့ မလို့ထင်တာကွက်တီပဲဒီကောင်လေးဒီဘက်ပြေးလာမယ်ဆိုတာဟုတ်တယ်နောက်ကကောင်လေးလည်းရောက်တော့မယ်ဒီကောင်လေးတွေပြေးမလို့ဘူးပြောထားရအောင်မယ်ဒီကောင်လေးတွေကိုမသိစီနဲ့ရွာကနွားတွေကိုသွေးထုတ်တယ်လို့တေချာမွေးသွေးပေါက်ထုတ်ပြီးတောက်အောင်မယ်ရွာသားတွေကချင်းချင်းတိုင်မြင်ပြီးစကားဆုံနေကြမောင်ဘိုးတင်တို့နောက်ကလိုက်လာတဲ့လူအုပ်ကြီးကလည်းသူတို့နားကိုရောက်လာပြီးဖြစ်တယ်ဒီလူအုပ်ထဲကလူတချို့ကမောင်ဘိုးတင်တို့ကိုကြည့်လို့မင်းတို့ကောင်တွေအမောင်နဲ့ရှောက်ပြေးနေသေးတယ်မတို့ကမင်းတို့ကိုမတတ်ပါဘူးလေချောင်းကသွေးလေးတွေပဲဖောက်ပြီးတောက်မှာမင်းတို့ငါတို့ရွာကနွားတွေလိုပဲကောင်းကောင်းမွေးမှာပါ ိုးထွန်းတဲ့သားရကညှပ်ပိတ်ခံထားတော့ပြေးစရာလမ်းမရှိဖြစ်နေချိန်မှာသူ့ရဲ့ဘေးကဘေးတူးနဲ့သားကြီးရဲ့ပခုံးကိုကင်လို့ဘေးတူးသားကြီးမင်းတို့မကြောက်နဲ့နော်ငါတို့ရှိတယ်မကြောက်ပါဘူးယာလေချောင်းကနေဟိုနွားတွေကိုဖောက်တယ်လို့ဖောက်မှာတော့နည်းနည်းလန့်တယ်အဲ့ဒီတော့မှမဘိုးတင်ရဲ့လက်ထဲမှာရှိတဲ့မိုးကျိုးဆက်တောင်ဝေးကတပိပိလင်းလာတယ်ဒီရဲ့လင်းရောင်ကအတော်ကိုလင်းထိန်လာတဲ့အတွက်သူတို့ကိုရံပြဖို့လိုက်လာတဲ့သွေးစားနေတဲ့အင်ဒိုရွာသားတွေမကြည့်နိုင်ဖြစ်ပြီးလက်နဲ့ကားလို့သူတို့နားကိုရောက်ဖို့ကြိုးစားနေတယ်ဒီအချိန်မှာမဘိုးတင်ရဲ့နားလေမန္တန်ဝိဇ္ဇာအတန်ကိုကြားလာရတယ်ကောင်းလေး မင်းတို့အထက်ကဆရာကြီးတွေကူညီနေတာငါလည်းကူညီမယ်မင်းရှိမြေပြင်မှာမန်နေတဲ့ဘုပေါ်လာလိမ့်မယ်အဲ့ဒီမန်နေကိုအတန်းကြီးချင်းနဲ့ကျော့ပြီးရင်မင်းကိုလမ်းပြပေးလိမ့်မယ်အဲ့ဒီတိုင်းလိုက်သွားဒီရွာကိုတိုက်ထားတဲ့အစီအကိုတွေးလိမ့်မယ်မင်းတို့ဖြစ်စီပြလိုက်မဘိုးတင်ကမန်နေဝိဇာစကားတိုင်းမယ်သူရဲ့ရှိမှရှိတဲ့မြေပြင်ကိုကြည့်တယ်အဲ့ဒီကမိုးကျဆက်တောင်ဝေးရဲ့အလင်းရောင်အောင်မှာမန်နေတဘုတ်ကတပိပိနဲ့ပေါ်လာတယ်မဘိုးတင်ကလည်းချိန်မဆွဲဘဲနဲ့ပေါ်လာတဲ့မန်နေကိုအတန်းကြီးအတန်းနဲ့ခက်ချင်ချင်ရွတ်တော့မြေပြင်မှာရွှေရောင်လင်းတဲ့တခုပေါ်လာပြီးအင်းတော်ရွာသားတွေရဲ့ခြေတွေကဖြတ်သွားတယ် မဘိုးတင်ကလည်းအဲ့ဒီရွှေရောင်လင်းနေတိုင်းလိုက်သွားတော့အင်းတို့ရွာသားတွေကမိုးကျိုးဆက်တောင်ဝေးရဲ့အလင်းရောင်တန်းကိုမခံနိုင်မင်းနဲ့ဘေးလိုရောက်ဝေးရှောင်ရှားကြတယ်ရွှေရောင်လင်းနေကရွာထိပ်မှာရှိတဲ့မကြီးပင်ကြီးဘက်ကိုသွားပြီးမကြီးပင်ရဲ့ပင်စီမှာရပ်တန့်နေတယ်အဲ့ဒီအချိန်မှာအင်းတို့ရွာလူကြီးကလည်းသူတို့နောက်ကိုရောက်လာပြီးမှမဘိုးတင်ကဦးထွန်းပေါတူးအမြန်ယူအရေးကြီးတယ်အေးကောင်းလေးလူလာပေါတူးကိုဒီနားအင်းလီစီကချက်ချင်းသွားယူလာစမ်းရွာလူကြီးဟိုကောင်းဒီဘက်ကိုဘာလို့မလာရဲ့လဲမသိဘူးအဲ့ဒါနောက်မှပြောဖူပေမင်းလဲသွားယူ လူလာနဲ့ဘုတ်ဘင်ကနေဆက်အင်္ဂါပေါ်တူကိုယူပြီးမဘိုးတင်တူခိုင်းတဲ့နေရာကိုတူးကြတယ်။နှစ်တောင်လောက်တူးပြီးချိန်မှာစပိန်နေပေါ်လာပြီးထပ်တူးလီတော့လူသေးရုပ်အလားတူကိုတွေ့ရတယ်။ဒီနောက်မှာမဘိုးတင်ကချိန်မဆွဲမဲနဲ့ရွာလူကြီးကိုထင်းကြောက်ရီရှာစီပြီးစုပုံလို့အယိုးကြနေပြီးပြတဲ့လူဒီလောင်းကိုမိရှို့လိုက်ပါတယ်။အလောင်းကိုမိရှို့ပြီးသွားတဲ့အခါသွေးစာနေတဲ့အင်တော်သားတွေကသူတို့မဟုတ်တဲ့အလားပဲရွာလူကြီးနဲ့မဘိုးတင်တို့အနောက်ကိုရောက်လာလို့ဘလို့ဖြစ်တာလဲရွာလူကြီးချို့တို့ဘာဖြစ်တာလဲ။ငါတို့နွားသွေးတွေကိုတောင်းနေကြတာသွေးစင်းတွေကိုတောင်းနေကြတာ။ ရာလူကြီးရဲ့စကားကြောင့်အချို့သောသူတွေကအော်အန်ကြတယ်။သူတို့စိတ်ထဲမှာသွေးတော်ချင်းစိတ်လုံးဝမဖြစ်တော့ဘူး။ရာလူကြီးကလည်းတာမန်ဖြစ်သွားပြီးသူ့ကိုယ်သူလက်နဲ့ပြန်ဆန်းလို့ဝမ်းသာနေတာ။မဘိုးတင်တို့ကိုကျေးဇူးတင်စကားဆိုနေပါတယ်။ကောင်းလေ။ငါတို့သွေးမတော့ချင်တော့ဘူး။ငါတို့လူကောင်းနေဖြစ်ကုန်ပြီ။မင်းတို့ကျေးဇူးတင်တယ်။ရပါတယ်။ဦးတို့တို့တယောက်ကဒီလိုဖြစ်အောင်လုပ်ထားတာ။ကျတို့ဒီလူကိုတာမန်ဖြစ်မယ်ဦးတို့။လူဖြစ်အောင်လုပ်တာကဘယ်သူလဲဆိုတာကိုသိလား။ငါတင်တော့ငါတို့တရားလုံးနဲ့ရှင်ပြတဲ့စဘာဝဲစားလုပ်တာတင်တယ်။ကဲအခုတော့အိမ်ပြန်ကြဆို။ ကျွန်တော်ကိုစပါးပွဲစားကြောင်ပြောပြပါအောင်စိတ်ချပြောပြမယ်ဒီကောင်ပြန်ပြီးမှငါတို့ရာဒီလိုဖြစ်တာပဲကဲအားလုံးအိမ်ပြန်ကြတော့ဟိရလူကြီးကသူ့ရဲ့ရွာသားတွေကိုအိမ်ပြန်ခိုင်းပြီးသူကလည်းမမိုးရင်တို့ကိုခေါ်လို့အိမ်ကိုပြန်ခဲ့တော့တယ်ဒီနေ့တင်ဆက်တဲ့ဝိတုလေးကိုဒီနေရာလေးမှာပဲခေတ္တရန်ထားလိုက်ပါတယ်ဒီကနေ့တင်ဆက်တဲ့ဝိတုကလေးကတော့စာရေးသမားတင်ဆက်ရေးသားထားတဲ့အောင်လန်းဘုဒ္ဓင်ဆိုတဲ့ဝိတုကလေးကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ channel ကလေးကို like and subscribe လုပ်ထားပေးပါဦး ဗီနာမှာရှိတဲ့ notification လေးနဲ့နေပေးတာပါဘောင်ခင်ဗျာနားဆင်ပေးတဲ့အတွက်ကျေးဇူးများတင်ပါတယ်